ားလုံးကမင်္ဂလာပါ Going Bya Tutor Channel လေးကပြန်လည်ပြီးတော့ကြိုဆိုပါရစေ။အဲ့တော့ဒီနေ့မှာတော့လက်ချံပွဲလေးရှိတယ်။အဲ့တော့လက်ချံပွဲမှာတော့ကျွန်တော်ကတော့တသိန်းနဲ့ဝင်ဝယ်ပွဲကို Brother တို့ကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့မနေ့ကတော့အချက်စည်းပေါ်ရင်ပွဲကောင်းလေးကအစီအမီသွားတယ်။ချက်စည်းသည်အနီကပ်တာမထိခဲ့ဘူးဆိုရင်တော့ဒီထက်ပိုပြီးတော့အနိုင်ရလက်တွေရနိုင်မယ်လို့ကျွန်တော်တို့ထင်တယ်ပေါ့နော်။ညာဆိုတဲ့ဒါချက်စည်းရဲ့ကစားသမားပိုင်းဆိုင်ရာဒါ physical ပိုင်းကြီးဒီစစ်တွေပိုင်းဆိုင်ရာဒီမှာအဆင်နဲ့ထပ်တော့နည်းနည်းလေးပူတာမယ်လို့ကျွန်တော်တို့ထင် နေပေါ့နော်အဲ့တော့ဘာပဲပြောညာလို့ခြေစည်းကတော့ဒါတည်ရည်လေးကြားခဲ့တယ်ကျွန်တော်ယူချင်မှုလည်းမှန်မှန်ခဲ့တယ်ဆိုတော့ဒါပျော်စရာကြီးဖြစ်ခဲ့တယ်ပေါ့နော်ဘိုလိုနာနဲ့ခရိုမီနစ်ပွဲလေးကိုလိုလိုရှိလေးပဲသွားလိုက်အောင်အဲ့တော့ဘိုလိုနာဒီအင်္ဂလန်နေပြီးတော့1.30ပေါ်ဒီဈေးတောင်ပေးထားခဲ့ပြီးတော့ဂိုးပေါင်းဈေးတောင်မှာတော့နှလုံးနှုတ်90ဂိုးပေါင်းဈေးပေးခဲ့တာမြင်ရတယ်အဲ့တော့ဟတ်တူဟတ်ပေါ်ဒီဈေးတောင်နဲ့ကျွန်တော်ကြည့်မယ်ဆိုရင်ဘိုလိုနာဒီပြီးခဲ့တဲ့2023လုံးကသူ့ရဲ့အင်္ဂွေမှာ ခရမင်းနဲ့ကိုလေဘယ်တရာဘော်ဒီဇီးရန်ပေးထားခဲ့ပြီးတော့ဘောမသူပြီးရလက်လေးနဲ့အသင်းနဲ့တည်ကြခဲ့တဲ့ဘော်ဒီဇီးရန်နဲ့ရှုံးခဲ့တယ်။ဟတ်တူဟတ်တွဲဆောင်နိုင်မှာဘူလုံးနိုင်အိမ်ဝဲမှာဘူလုံးနာဒီခရမင်းနဲ့ကိုဘော်ဒီဇီးရန်နဲ့အောင်ကစားခဲ့ဘူး။ဒါပေမဲ့ဘူလုံးနာဒီခရမင်းနဲ့အိမ်ဝဲအိမ်ဝဲမှာတော့သူကတော့ကိုပြည့်ချီပြအနိုင်ရအောင်ကစားခဲ့တယ်ဆိုတော့ဟတ်တူဟတ်တွဲဆောင်မှုတိုင်းမှာတော့ဘူလုံးနာကတော့အပေါ်ပြီးတော့အစာကြီးရတာကျွန်တော်ညရယ်ဘိုလောနာရဲ့လက်ရှိနေတော့ကျွန်တော်ကြည့်မယ်ဆိုရင်အီတလီစီးရီးမှာ၉ပွဲ၁၁တိုက်တိရှုံးမွေးမရှိတာရရလက်တွေကိုပိုင်ဆိုင်ထားတယ်ပြီးတော့လေဘိုလောနာဒီ ီးနောက်ဆုံးကစားခဲ့တဲ့ငါးပွဲမှာဆိုလဲဒါကျွန်တော်တို့လေးပွဲနိုင်ပြီးတပွဲသာတည်ရင်ကြားရတယ်ဆိုဘူလောနာရဲ့လက်ရှိ current form ဒီတော်တော်လေးကောင်းနေတာကျွန်တော်မြင်ရတယ်ဘူလောနာဒီအီတလီစီးရီးသုံးပွဲဆက်တိုက်လဲဒါအနိုင်ရရှိခဲ့သလိုတခြားသောဥရောပပွဲတွေကစားရတယ်နောက်ဆုံးကစားတဲ့ပွဲမှာဆိုဒါကျွန်တော်တို့နာပိုလီလိုအသင်းကိုသူ့ရဲ့အိမ်မှာတူးစီးဆိုပြီးရလက်လေးနဲ့အနိုင်ရရှိအောင်ကစားနိုင်တယ်ဆိုတော့ဘူလောနာစီး တော်တော်လေးကိုဒီရာစီမှာကာရာဖောက်တွေကောင်းနေတာကျွန်တော်မြင်ရတယ်။အိမ်ခွင်းစွမ်းဆောင်ကြီးကောင်းတာမြင်ရတယ်။ပြီးတော့တိုက်စစ်ဂိုးသွင်းစွမ်းရည်တွေမြင်မာနေတာကျွန်တော်တွေ့ရတယ်။အဝေးကပြတဲ့ခရမင်းနဲ့ကျွန်တော်ချိန်မယ်ဆိုရင်တော့တော်တော်လေးရလက်ပိုင်းဆိုင်ရာမှာရုံးနေနေရတာပါတယ်။နောက်ဆုံးကစားခဲ့တဲ့ပွဲဒီမှာဆိုတော့သုံးဘက်စတိုက်ထိဒါရှုံးနေတာကကျွန်တော်မြင်ရတယ်။အဲ့တော့ခရမင်းနဲ့ကတော့ဘိုလုံးနာနဲ့ရှင်အတွေ့အကြုံပိုင်းဆိုင်ရာမှာဖြစ်ဖြစ် အဲဘလို့ပဲဖြစ်ဖြစ်ဘတ်ဘတ်ကနေပြီးတော့ညှော်နေနေတာကျွန်တော်တွေ့ရတယ်အခုလက်ရှိဒါကျွန်တော်အီတလီ CDA ရဲ့ table ကိုကြည့်မယ်ဆိုဘိုလိုနာသည်12ပွဲကစားထားပြီးတော့24မှတ်ရထားတယ်ခရိုမီနက်သည်12ပွဲကစားထားပြီးတော့14မှတ်ရထားတယ်အဲ့တော့ခရိုမီနက်တော့ကတော့ဒီဒီပွဲကိုရှုံးနေသွားရင်ဘာမှမပြောပါလောက်ဘူးဆိုပေမဲ့ဘိုလိုနာတော့ကတော့ပုံပြီးတော့ရေးကြည့်တယ်ဒီပွဲမှာသူဒီအနိုင်၃မှတ်ကိုသာရယူသွားမယ်ဆိုတော့28မှတ်နဲ့ကျွန်တော်တို့ဒါအစ်စ်နဲ့အစ်စ်၃နေရာကိုတတ်သွားမှာ အဲ့တော့ဘိုလိုနာတွက်ကတော့ဒီတပွဲကပို့ထက်အဆဆရရနှိမ့်ကြနေတဲ့အသေးနဲ့တွဲဆုံတဲ့ချိန်မှာတော့အနိုင်သုံးမှတ်ကိုရယူဖို့တော့လိုအပ်တယ်လို့ကျွန်တော်ကထင်တယ်သူ့ရဲ့အထက်မှာဆိုကျွန်တော်ဒါအင်တာမီလန်လို့ရှိမယ်နာပိုလီရှိမယ်ရိုမရှိမယ်အေစီမီလန်ရှိမယ်အဲ့တော့ ကိုကပွဲချောင်နေတဲ့ချိန်မှာအနိုင်သုံးမှတ်ကိုရအောင်ယူနိုင်မယ်လို့ကျွန်တော်ထင်တာပေါ့နော်ဟုတ်ပြီအဲ့တော့အဲဘိုဂီတို့ဖွင့်လာတဲ့ body size နဲ့ကျွန်တော်ကြည့်မယ်ဆိုရင်1 on 30 body size နဲ့ကိုပေါင်းတင်းလုံး90မှာဆိုတော့ဘိုဂီစီဘောလုံးနာအနည်းဆုံးနိုင်ခဲ့မယ်ဆိုတော့1 C 2 C တပတ်ကိုလာခတ်မှန်းထားတဲ့ပုံစံမျိုးဖြစ်တယ်အဲ့တော့ဒါကျွန်တော်ရဲ့တသိန်းနဲ့ဝုံဝဲတဝဲဖြစ်ကတော့ကျွန်တော်ကတော့ဘောလုံးနာ body နဲ့ပဲရည်တည်ခြင်းနဲ့အနိုင်သုံးမှတ်ကိုရယူမယ်လို့ကျွန်တော်ထင်တဲ့အကြောင်းကိုကျွန်တော်ပြ30လောက်ရင်းပြီးဘောလုံးနာ body နဲ့ပဲရည်တည်ဖို့ညီကိုလို့အကြံပြုချင်ပါတယ်လူမျိုးလေး နေ့စဉ်ဝေကုန်းလေးတင်ဆက်ပေးမှဖြစ်လို့ကြောင့်မလားကျွန်တော်ရဲ့ကိုရင်းပါရတိတော့ channel လေးကို လိုက်စကွာလေးလုတ်ပေးတာပါညီကိုတို့အမြင်နေရှိလဲကိုမန့်နေမှာဝင်ရောက်ဆွနေသွားလို့ရတယ်ပြီးတော့လက်ထပ်ပြီးပြောချင်တာတော့ Telegram channel လေး join ပေးတာပါ Telegram channel လေးမှာတော့ဒါနေ့စဉ်ပေါက်ကြီးလေးတွေကြည့်ပြီးပြီးလို့ပြောပြောလို့ပြီးတော့လက်တခြားသောတပွဲကောင်းတွေတခြားသောလက်ဆောင်မောင်းလေးတွေနဲ့ညီကိုတို့အတွက်ဒါအကျိုးရှိမဲ့အရာပဲအများနဲ့တင်ပေးမှာမို့လို့ Telegram channel လေးကို join ပေးတာကိုကျွန်တော်အနေနဲ့ပြောချင်ပါတယ် Telegram channel လေးကတော့ဘာမှထွေထူးလို့လုပ်စရာမလိုဘူး share 0.3လေးဆိုပြီးတော့ရိုက်ချလိုက် Telegram မှာတွေ့ပါလိမ့်မယ်နော်အဲ့တော့ ော့ထိုင်းအောင်နေတဲ့ညီကိုများထိုင်းမှန်ရှိုံနေတဲ့စော့ကစားနိုင်ပါပြီဆိုတဲ့ကြောင့်ဒီညလေးကနေထပ်ပြီးတော့ပြောချင်တယ်အခုချိန်ဒီကျွန်တော်ဒါဒီဇင်ဘာလကိုရောက်ပြီကျွန်တော်ဒီဒီဇင်ဘာလအတွက်ကတော့မမတည်တယ်ရောက်မှာမခေါ်တော့ပါဘူးကျွန်တော်အမြဲတမ်းပြောနေတဲ့ဂျူဖာမှာတပေါင်းချက်နဲ့အကောက်ဖွင့်ကစားရုံနဲ့ညီကိုတို့ဒီအမှာပွဲများတရားစီစာလုံးရရှိပြီဆိုတဲ့ကြောင့်ပြောချင်နေပဲကျွန်တော်တို့နောက်ပြီးတော့မှပြန်လည်ပြီးတော့ဆုံးမကြပါမယ်